တော့ပြောခင်ကျေးဇူးတော်ရှိပါပါတယ်။တရားခင်ကတမန်တော်ပြရားအရာကိုတတ်နိုင်တဲ့ဖြားဆုံးဖြစ်ပါလေ။မချစ်ပါရဲ့ဒီဒီလိုပေါ့နော်ပြောခင်ပတ်ဆောင်တဲ့ဖြစ်။ဘုရားကျေးဇူးတော်ကတော့ပြရလိုက်အောင်ဒီမှာဝမ်းသာပြီးဖြစ်ရပါလေ။ကျမနာမည်ကတော့ project ဆိုလို့ခေါ်ပါရဲ့ကျမအမျိုးသားကဘုရားဆရာတင်းဆရာခမောင်ဖြစ်ပါတယ်တချင်းလေးနဲ့တချင်းလေးဆိုရဲကျမရဲ့ပါကတော့ဟိုရှာနေရဖြစ်ပါတယ် ဒီကရှင်ဆိုင်ရယ်လည်းဖြစ်ပါတယ်ဆိုတော့ကတော့ကျွန်မဒီကိုရောက်လာတာဘုရားရှင်ပို့ဆောင်တဲ့အတွက်ရောက်လာတဲ့အတွက်ပေးတယ်ပေါ့နော်ဒီလိုလည်းကတော့ပေါ်ပြလိုက်ရအောင်အဲမှာစားရတဲ့အချင်းချင်းလိုချိမှတ်နေဘာကြောင့်လဲဆိုကျွန်မဆိုင်နေတဲ့ဆရာကြီးကကျွန်မရဲ့ဝိညာဉ်ဖန်နေပြီဖြစ်ပါတယ်လို့ကျွန်မဟာပေါ့နော်နေငယ်တဲ့တဲ့ကိုပြပေးပါဘာကြောင့်လဲဆိုကျွန်မအရင်ကဝတ်သားတယ်ညာလည်းပြောတယ်ကျွန်မကရှမ်းဗုဒ္ဓဘာသာဖြစ်ပါတယ်လို့မီယိုဖလာဗုဒ္ဓဘာသာပေါ့နော်ဒီမှာရှိတဲ့ဆရာကြီးအဖြစ်ပေါ့နော်ကျွန်တော်တို့အသက်တာကြောင်းနေရတဲ့ပြပေးပါတယ် ကျမရဲ့အမျိုးသားကတော့အမှုတော်ဆောင်စားရတယ်။ဒါပေမဲ့ကျမအမှုတော်ဆောင်ဆိုပြန်မုန်းတယ်။ဖန်တယ်ပြောတာ။ဘာကြောင့်လဲဆိုကျမကရှမ်းလို့ဆိုစကားပြောပုပ်ပလင်းလေးပဲပြောတတ်တယ်။ ठी ပြဖန်တာပါလို့လုံးဝအမှုတော်မဆောင်ဘူး။ခိုင်းပေါ်တယ်။ဒါပေမဲ့တစ်ဆက်နဲ့တွေ့တဲ့အခါမှာကျမရဲ့အသက်တာပြောင်းနေပြီလို့ဆရာမကြီးလို့ဆရာကြီးလို့ပြောတာဆရာမကြီးဆိုတော့ကျမအရင်မိတာပြတာပဲ။အရင်မိတာပြတာကျမသူ့ရဲ့ဒီတော်လို့ရှင်လို့ရှင်ဆရာမကြီးကလေ အင်းရောက်ပြီဆိုတော့အစားကအကုန်ချကျူတာရှိလို့ရှိရင်အကုန်ပြေမယူချင်းဆိုတော့မြောင်အကျဲတုံထဲတာအဲ့လိုဆရာမကြီးတို့ရဲ့မေတ္တာပြကူကြောင့်တို့ကြည့်ဒီကျွန်တော်အသက်တာပုံသက်တွေကောင်းရပါတယ်ဆရာမကြီးတွေဆရာကြီးတွေအားဖြစ်ပေါ့နော်ကျွန်မအဲ့မှာအဆရာပြောတယ်ယုံကြည်သူဖြစ်သွားပြီလို့ရှိလို့ရှိရင်ဒီလိုမင်းကတော့ဖျားမှုတော့ဆောင်းဆရာကကျွန်မပြောကျွန်မဘယ်လိုလုပ်မှုတော့ဆောင်းအောင်မှာလဲကျွန်တော်ကမှမတက်ဘူးဒါပေမဲ့ဖျားဖျားကြီးကျွန်တော်ဉာဏ်ပညာပေးလိမ့်မယ်ဆရာစွတ်တော့မောပြန်ကြည့်ကျွန်တော်ကျေးဇူးတော်ကြောင့်ဉာဏ်ပညာပေးလို့ကျွန်မဘာလုပ်ရမလဲဘာကြံရမလဲကျွန်မမျိုးသားကိုကျွန်မအဖို့ပေါ်မဆောင်ဖိုင်းနိုင်ဘူး ဘာလို့ရမလဲဆိုကျမဖះအောင်မှာဆူတောင်းတဲ့ခါမှာတကယ်ကျမကအခဏတိုင်းပြောလို့ရှိရင်ကျမဟိုယုံကြည်သူဖြစ်တာယုံကြည်သူမဖြစ်ဟိုမဖြစ်ခင်ကကျမဘာလို့လုပ်လဲဆိုတော့ဘောင်းတော်လုပ်တယ်ဘောင်းတော်ဆိုတော့ဘာမှလုပ်တတ်ပါတာလေသိပါမယ်အိမ်ထဲအောင်ဘောင်းတော်လုပ်တယ်အဲ့ဘောင်းတော်ကျမလုပ်ငန်းလုပ်တယ်လုပ်ငန်းလုပ်တဲ့ခါမှာကျမဒီယုံကြည်သူဖြစ်တာကျမမှာအလုံးရှိဘူးအလုံးမရှိတဲ့ခါမှာဖះကဘာပေးလဲဆိုတော့ကျမကိုဖះကမျက်မြင်ညာပေးတယ်ကျမရွှေကြည်လို့လုပ်ငန်းလုပ်တယ်ဒီလုပ်ငန်းအဖြစ်ကျမအခုတော့ကျမအားသေးပါဝင်ရတဲ့အကေကိုတော့ပေးပါလေလို့ မှုတော့လုပ်ငန်းလုပ်တဲ့ကံမလဲဆရာကြီးရဲ့ပံမိုးမှုစတောင်းမှုအဖြစ်သူကကျောင်းသားကြောင့်တရားရဲ့အခွင့်ပေးရဲ့ဆက်လက်စုတင်နေဆရာမဖြစ်ပြရတဲ့အခွင့်ပေးနေတော့ချက်စာကိုဖတ်တိုင်းနဲ့အခွင့်ပေးတယ်ပေါ့ဆရာပြောတယ်ဆရာတို့ကျမတို့ကအားနေတယ်ကျမကျောင်းဆယ်နှစ်ပြည့်တက်တာဒီနေ့စာပြီးတက်အင်းနေ့စာအတက်လည်းအရင်ကြီးလို့ဘုရားတက်တိုင်းချက်စုကြအငဲနဲ့ပြောတယ်အိုးခေတ်ကဆိုကျမတို့ကိုဘလောက်ပြီးလဲဆိုတော့လေဘာလေးပြီးလဲဆိုတော့ဆရာရဲ့အိမ်မှာရှိတယ်ဟုတ် က်အသေးလေးပေးကက်ဆက်လေးလေးမောရောင်းမှမဲ့ရကျွန်မအမျိုးသားကတချင်းကြီးနဲ့တချင်းကြီးဆရာဖြစ်တယ်ဆိုတော့သူ့အတွက်ကက်ဆက်ကလေးပေးရကျွန်မကလည်းအင်္ဂလိပ်စာလေးပါဘူးဆိုပြီးတော့အင်္ဂလိပ်စာစာအုပ်တွေအင်္ဂလိပ်စာအကုန်ပေးတယ်ကျေးရမယ်တော့ငါတို့ကဓမ္မတုံးမဟုတ်ဘူးနော်ဖျားပေးတဲ့ဉာဏ်ပညာနဲ့မိတို့ကြက်ပါဆိုပါဆိုပြီးအဲ့ကကျွန်မလည်းကျေးဇူးတော်ကြောင့်ပေါ့နော်အင်္ဂလိပ်စာပေါ့နော်ဆယ်နှစ်ဖြစ်ပေမဲ့အင်္ဂလိပ်စာပြောနိုင်နေဆိုနိုင်နေဒါဆရာကြီးတွေရဲ့တုံသေးဆုံးမှမှုပေါ့နော်ဒါကြောင့်ဖျားတဲ့ကံပေါ့ဒီဆရာကြီးနဲ့တွေ့တဲ့အခွင့်အရေးကျွန်မအရက်ခွာရတယ် နောက်ပြီးတော့ဆရာအဖေလည်းကျွန်တော်အသက်တာကြီးပြောင်းလဲရတာဖြစ်ပေးတယ်ဆရာအဖေကမှအသက်တာအများကြီးပြောင်းလဲတယ်အကြောင်းလဲဆိုကျမကမြေကြီးကအယမာနာကြီးပြေမြေကြီးတော်လို့ဆိုကျမချင်းပြောတာစကားမပြောဘူးဒါပေမဲ့ဖျားရှိတဲ့အခါမှာဖျားသိတဲ့အခါမှာကျမအရာအလုံးအသက်တာပြောင်းလဲနိုင်ရတာဖြစ်ပေးတယ်အဲ့ဒါဘာကြောင့်လဲဆိုဖျားအဖေပေါ့နော်ဖျားအဖေတာကျွန်တော်တို့ပြောင်းလဲနိုင်ရတာဖြစ်ပေးတယ်ဆရာပြောတယ်ကိုတရားပြကောင်းကြီးရောက်ရင်ရင်းချင်းကိုရဲ့မိမိသားစုရှင်တို့အတိုင်းအတော်တော်အသက်တာပြောင်းနေဖို့အတွက်စုတောင်းရမယ်ဆိုကျွန်မကျေးဇူးတော်ကြောင့်ကျွန်မစုတောင်းနေစုတောင်းတဲ့ကမှလည်းကျွန်မသားကိုယ်တိုင်က ကျေးဇူးတော်ကြောင့်တသားလေးဓမ္မပြည့်ပြမှာပေါ့နော်တချို့ဆိုတာအခွင့်ပေးတယ်တမိကြီးလည်းယုံကြည်သူဖြစ်ပြီးတော့ချင်းခံတယ်အော်ချွေးမလေးဆိုလည်းယုံကြည်သူပဲပေါ့နော်ဖခင်ဖခင်ရဲ့ကောင်းကြီးကတားဆီးမိစေကောင်းကြီးရဆိုဆရာအင်းနဲ့တွင်သေးဆုံးမတဲ့ခါမှာကျမရဲ့စူတောင်းအောင်ကျမကျမအဖေဘုံကကျမကိုဖခင်အတုံးပြည့်တဲ့အတွက်ကျမအဖေကျမတားသူကြီးတွေတားဆီးမိစေကောင်းကြီးရတဲ့အဖေပေးပါရယ်ဒါကြောင့်မို့ဒီမှာရှိတဲ့မိကိုမမတွေလည်းဖခင်ဟဲရတဲ့ကိုတက်တယ်ဆရာပြောပြောနေတဲ့စကားဖြစ်တယ်လူမတက်နိုင်ရင်ဖခင်တက်နိုင်တယ် ်ဘာဖြစ်တော့ကကိုင်မှာကျမခါချာအားနေတယ်ခုမှယုံကြည်ဖြစ်လာတာဘလို့စံစာဖတ်မယ်စံစာဖတ်တယ်စံစာဖတ်တယ်လေးလာတယ်ဆိုတော့ငါတက်နေငါဟောဖြစ်တယ်ဆိုတဲ့တိုင်နေနေဟိုငါပညာတက်တယ်ငါဆယ်ကမ်းနဲ့ငါဒါရီရတယ်ဆိုလို့ဘုရားသခင်တာတော့ပြင်ပြမှာဒီစာဒီစံစာရဲ့အလက်တက်တွေငါလည်းသဘောပေါက်မယ်ဆိုကျမလက်ဖက်ပေါ်ပြီးစံစာကြောင့်တက်ပြရတယ်စံစာကြောင့်တက်တဲ့အခါမှာချိန်ပါလေကျမဘာဖြစ်လဲဆိုတော့စံစာကြောင့်တက်တဲ့ချိန်မှာကျွန်တော်စာဝတ်နေရှိတယ်ဘုရားသခင်ပြင်ဆင်ပြီးတဲ့ကျွန်တော်စံစာကြောင့်လည်းတက်နိုင်ရတဲ့အခွင့်ပေးတယ် ဆရာအားဖြစ်ပေါ့နော်ဆရာကျွန်တော်တို့အရင်အုံးတင်တာလို့တဲ့မောင်တန်းကငါတို့စတောင်းမပဲနေရှိရတာဆက်လုပ်တဲ့ဆိုအမြဲတမ်းလည်းတွဲခေါ်ရဆရာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာလည်းဒီကနေယူအရန်ကြီးစစ်တင်ပါလေဒီကဒီမှာရှိတဲ့ဆရာမလေးအော်ဆီယာမားလေးဆီယာဆီယာယောင်ကြီးလို့ဆီယာမားလေးဆိုရယ်ငင်းငယ်လေးနဲ့ခင်ငယ်ရတဲ့ဖြစ်ပါလေဒီမှာတွေ့ရတဲ့ရန်ဝတ်တာပါလေလို့ဒီမှာရှိတဲ့အရောက်တိုင်းကိုလည်းကြားကြင်ကောင်းကြီးပေးပါဘူး ဘုရားမတက်နိုင်တာဘာမှမရှိပါဘူးအရာတိုင်းကဘုရားတက်နိုင်နေဆိုတော့ကျွန်တော်သတိကံအများကြီးပါတယ်ကျမ်းစာကြီးရောက်စီရင်ဘုရားပြန်ကောင်းကြီးပေးပါစေအာမင်အာမင်ဆုတောင်းဆုတောင်းပေးပါစေဆုတောင်းပေးအောင်နော်ဒါဆိုတော့ရှာဖို့ရဲ့အမေဒါဒါဒါသူမပြောလို့ပြောရအများကြီး